မဖျားရင်ပြည်ပြတဲ့ဆွဲစကပုံကအလကားတတ်တတ်မဟုတ်ဘူးအိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်သုံးလုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံရုံကြီးစိတ်ချဆုံးရွှေထုံးစီနီယာအေဂျင့်ရဲ့ Viber Telegram နံပါတ်399 88 9411ကိုခုပဲဆက်သွယ်လိုက်ပါလောကမှာပြောနေကြစကားတခုရှိပါတယ်မဖျားရင်ပြည်ပြတဲ့ဆွဲစကားပါဘူးတလုံးဆောင်ရင်အိုရာမစင်းရဲဆိုရင်မဖျားရင်တော့စင်းရဲရုံတွေမဟုတ်ပဲပြီးပါပြတဲ့အထိဖြစ်သွားတတ်ပါတယ်လောကမှာယောက်ျားတွေကြောင့်ဘွားပြတ်သွားကြတဲ့မျိုးမျိုးတွေရှိသလို မျိုးသမီးတွေကြောင့်ဘွားပြတ်သွားတဲ့မျိုးသားတွေလည်းအများကြီးပါပဲ။များစွာတော့မျိုးသမီးတွေကဘွားပြတ်သွားရင်မျိုးသမီးဘွားကိုဖျက်ဆီးတဲ့မျိုးသားတွေအားလုံးရဲ့ရှုံးချခြင်းတွေနဲ့ရင်ဆိုင်ကြရပါမယ်။မျိုးသားတယောက်ဘွားပြတ်သွားရင်တော့အများစွာဖာသီးဖာသာနေလိုက်ကြတာများပါလိမ့်။မျိုးသမီးတယောက်ကမျိုးသားတယောက်ကိုသူကကျမကိုမရိမှုကျူးလွန်ပါတယ်ဆိုပြီးအမှုဖွင့်အဲမျိုးသားတွေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအဲမျိုးသားပေါ်ကြီးခဲ့တဲ့အကြည့်တွေနှလုံးတွေကယွန်းရှားဆက်ဆုပ်တဲ့ကြီးမျိုးတွေနဲ့ပါ။ဟုတ်ကဲ့လေအဲ့လိုအမှုမျိုးဖြစ်စေမျိုးဟာကြီးလေးတဲ့ပြည့်မှုမျိုးပေးသင့်တယ်လို့ မဟုတ်ခဲ့ဘူးဆိုတော့တစ်ဖက်ကဆွဆွဲသူလည်းကြီးလေးနဲ့ပြစ်မှုမျိုးနင်းနာချင်းမျိုးတွေတတ်မှတ်ပေးတယ်လို့ယူဆမှာဖြစ်ပါတယ်ဒီစားရီကဘယ်သူနဲ့ဆက်နွယ်ပြီးတော့ပြောရတာလဲဆိုရင်ဘာစရာကစားမဟောင်းကြီးဒန်နီယယ်ဗက်စ်နဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့စကားတွေပါပဲဒန်နီယယ်ဗက်စ်ဆိုရင်စားမကြီးကစားမဘဝစူပလာပေါင်းများစွာဆုတ်ခူးပြီးတော့အောင်မြင်မှုပေါင်းများစွာကိုတိမ့်ပနိုင်ကနေစားမကြီးတူလည်းဖြစ်ပါတယ်စားမဘဝအကောင်းဆုံးမှာဆိုရင်စားမကြီးနဲ့ကလပ်တင်တဲ့တင်းနဲ့မှာဒွဲဖက်စားခဲ့ဘူးသူနိုင်ငံအသင်းနဲ့တူလဲထိတ်တန်းစားမကြီးတွေနဲ့တူဒွဲဖက်စားခဲ့ဘူးတဲ့စားမတယောက်ပါ သူကလည်းထိတ်တန်းစေးဝင်ဇာမားတယောက်ဖြစ်ခဲ့ပြီးတော့ပြိုင်ဘက်တိုက်စစ်မှုတွေအတွက်နတ်ဆိုးတစ်ပါးဖြစ်ခဲ့ဘူးသူပါဒန်နီယယ်ဖက်ဆာဘာစလိုနာနဲ့ PSG တို့လိုကလပ်သင်းတွေမှာကစားပြီးတော့ဇာမားဘွားဆူလာပေါင်းများစွာရောက်ခဲ့ပြီးတဲ့ဇာမားတယောက်ဖြစ်ပါတယ်အဲလိုဇာမားကြီးကလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကမျိုးမီတူရဲ့မရိမှုနဲ့ဆွဆွဲတင်းကိုခံခဲ့ရပြီးသူဟာထောင်ထဲဆန်ခဲ့ရပါတယ်နာမည်တော်ဘောလုံးမတယောက်တို့မရိမှုဆွဲဆွဲကြဘဝင်းကြီးတစ်ခုလုံးတွေ့ရောတကဘာလုံးမှာရှိကြတဲ့ပြိတ္တတွေကပါဆူပါဇာမားကြီးပေါ်ဝေမှန်မှုတွေရှုံချမှုတွေလှုပ်သွားကြပါတယ်အလုံးစရိကမှာပတ်လိုက်မျောခဲ့ရဘရာဇီးသားကြီးဟာ ထောင်ထဲမှာတနစ်ကြောကြာနေခဲ့ရပြီးတဲ့နောက်ခုခံမှာတော့တရားဦးကသူ့ကိုအပြစ်မရှိပါဘူးဆိုပြီးတော့တရားသေးပြန်လွှတ်လိုက်ပါတယ်။တနစ်ကြောကြာထောင်ထဲဆန်ခဲ့ပြီးတဲ့နောက်မှဘာအပြစ်မှမရှိပါဘူးဆိုတော့အဲ့ထဲမှာတနစ်ကြောလောက်နေခဲ့ရတဲ့အချိန်ဒီအတွက်နင်းနာခဲ့ရတဲ့အရာတွေအတွက်ဘသူကပြန်ပြီးတော့ရော်ပေးကြမှာလဲဆိုပြီးတော့ဒါမေးရမလို့ဖြစ်နေခဲ့တာပါ။သူ့ကိုအမှုလိန်လိန်တိုင်ကြားပြီးတော့သူ့ဘဝကိုဖျက်ခဲ့တဲ့မျိုးသမီးကလည်းလွတ်လပ်လပ်ပဲဘာစွာလမ်းမကြီးထက်မှာဘာမှဖြစ်ခဲ့တဲ့အတိုင်းသွားမဲနာမဲလုံနေသေးပါပဲ။ဒန်နီဗက်စ်ကတော့သူ့ချစ်ရဆုံးမိသားစုဘာဝင်ရာအားလုံးကိုဆုံးရှုံးခဲ့ရပါတယ်။ ဒန်နီဘက်ဆာဘာစလိုနာနိုင်ကလပ်တက်ခုရဲ့အိမ်သာထဲမှာမရိမှုကျူးလွန်ခဲ့တဲ့ဆွဲဆွဆွဲချက်နဲ့ဒေါ်လာတန်း60လောက်ကြွားချမ်းတာတဲ့သူ့ရဲ့ဘဝဟာဂျုံဂျုံကျသွားတဲ့အထိကိုဖြစ်သွားခဲ့ရပါတယ်။ဘူမာသူ့ကိုစပွန်ဆာပြန်သိမ်းသွားခဲ့လို့ဒေါ်လာတန်းနဲ့ချီနှင်နာခဲ့ရတယ်လို့အမှုရင်ဆိုင်မှုတွေရှေ့နေစိတ်တွေကလည်းတောက်တောက်လေးကုန်ကြထားခဲ့တာဖြစ်ပါတယ်။ဘူမာဘက်ကလည်းဒန်နီဘက်ကိုရောကြီးဒေါ်လာ2တန်းကျော်တောင်းခဲ့တယ်လို့ဇနီးဖြစ်သူဂျိုအာရာဆန်စ်ကလည်းချက်ချင်းဆိုသလိုပဲကွာရှင်းပြတ်ဆဲသွားခဲ့တာပါ။ဒန်နီယယ်ဘက်တောက်အဲ့ချိန်ကအပြစ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအားလုံးရဲ့အမြင်အားလုံးရဲ့အကြည့်တွေထဲမှာတော့ ဒန်နီယယ်ဘက်စာမရင်းကောင်ကြီးတကောင်အပြည့်ရှိသူတယောက်ဖြစ်နေပြင်တွေ့ထားခဲ့ကြပဲဖြစ်ပါတယ်။စပိန်တရားဝန်ကလည်းပြစ်မှုထင်ရှားတယ်ဆိုပြီးတော့ထောင်ထဲ၄နှစ်ခွဲနဲ့ဒန်ဂျေးယူရိုတသိန်းခွဲပေးဖို့ဆုံးဖြတ်ချက်ချခဲ့တယ်လို့အဲယူရိုတသိန်းခွဲကိုမိတ်ဆွေရင်းချာနေမှာကစိုက်ပေးခဲ့လို့သာဒန်နီယယ်ဘက်စတယောက်တတ်တာရသွားခဲ့တာပါ။ဒန်နီယယ်ဘက်စာထောင်ထဲမှာ၁၄လကြာနေခဲ့ရသူပေးစမှုတွေလည်းများခဲ့ပေမဲ့ထောင်ထဲကပြန်ထွက်လာတဲ့ချိန်မှာတော့အကြာကြာဟာဆုံးဆုံးသွားခဲ့ရပြီးပြီလည်းဖြစ်ပါတယ်။